ရုရှားနဲ့ယူကရိန်းတို့ကအခိုင်အမာအဆိုပြုချက်တွေတင်ပြလာခြင်းမရှိပါကအမေရိကန်နေနဲ့စိတ်ရှိမှုကုံဆုံးလာတဲ့အတွက်ဂျာဝင်ဖြန့်ပြေမှုတွေကိုလက်လျှော့လိုက်တော့မယ်လို့နိုင်ငံတိုင်းဝန်ကြီးမာကိုရူဘီယိုကအင်္ဂါနေ့မှာတရေပေးလိုက်ပါတယ်အင်ဖြူရောကိုပြန်ရောက်ပြီး24နှစ်ရီအတွင်းမှာစစ်ပွဲကိုအဆုံးသတ်မယ်လို့အမေရိကန်သမ္မတကခရီးပေးပြောကြားထားပေမဲ့လက်ရှိမှာတော့သမ္မတအဖြစ်တာဝန်ယူတာ ရပောင်းတရားပြေအခမ်းအနားတွေကျင်းပနေစမှာပဲအစိုးရအနေနဲ့တခြားကိစ္စတွေကိုသာအလေးပေးလုပ်ဆောင်တော့မယ်လို့ပြောဆိုလိုက်တာဖြစ်ပါတယ်ပြည်ပကားကိုအဆုံးသတ်မယ်ဆိုတာနှစ်ဖက်လုံးကအခိုင်အမာအဆိုပြုချက်တွေတင်ပြရမယ်အချိန်ရောက်ပါပြီလို့နိုင်ငံတိုင်းဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူအမျိုးသမီးတင်မီဘရူးစ်ကသတင်းတောက်တွေကိုပြောဆိုလိုက်ပါတယ်ဒါကရူဘီယိုစီကသတင်းစကားဖြစ်တယ်လို့လည်းသူကဆိုပါတယ်တို့တမှုမရှိဘူးဆိုရင်ဒီဖြစ်စင်မှာဖြန့်ပြေးသူအဖြစ်ကနေနောက်ပြန်ဆုတ်ပါမယ်လို့သူကပြောဆိုသွားပါတယ် တန်တမန်ရေးရဆောင်ရွက်မှုတွေရှေ့ဆက်တိုးပြီးလုံမလုံဆိုတာကထရမ့်ကသာနောက်ဆုံးဆုံးဖြတ်မှာဖြစ်တယ်လို့သူကပြောပါတယ်နောက်တစ်ပတ်မှာကြာရောက်မယ်ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်းနှစ်80ပြည့်အခမ်းအနားအတွက်၃ရက်ကြာအပြည့်ရမယ်လို့ရုရှားသမ္မတဗလာဒီမာပူတင်ကမကြာသေးခင်မှာအဆိုပြုလိုက်ပါတယ်။ဒါပေမဲ့ယူကရိန်းကထောက်ခံထားတဲ့အမေရိကန်ရဲ့ရက်30အပြည့်ခန့်ရက်စဲရေးကိုတော့ပူတင်ကခက်ခါတီတီညင်းပယ်လိုက်ပါတယ်။ ်အမေရိကန်ဘက်ကခမားတို့အခမ်းအနားတစ်ခုခုလုပ်ဖို့300လောက်အပြည့်ရတာမျိုးမဟုတ်ဘဲပရိပက္ခအဆုံးသက်ရေးအတွက်ကြာရှည်ခံမဲ့လုံးဝအပြည့်ရရေးကိုပဲလိုလားပါတယ်လို့ဘရုစ်ကပြောပါတယ်။ဖိအားပေးနီလန့်တွေနှစ်နိုင်ငံစလုံးကိုဖိအားပေးရတတ်သလားဒါမှမဟုတ်ရူဘီယိုကတကယ်တမ်းစာမျက်နှာအသစ်လှန်တော့မလားဆိုတာကတော့မတည့်ကွယ်သေးပါဘူး။အမေရိကန်ကအဆိုပြုချက်မူပေါင်းတရက်ကိုတင်ပြထားပြီးဖြစ်ပါတယ်။ဒါကိုရုရှားရဲ့တောင်းဆိုချက်တွေကိုအလျှော်ပေးလိုက်ရောထားတာလို့ယူကရိန်းကလည်းခန်းစားနေရပါတယ်။ 2014ခုနှစ်ကခရိုင်းမီးယားကျွန်းဆွယ်ကိုရုရှားကသိမ်းယူထားတာကိုတရားဝင်အသိအမှတ်ပြုဖို့ထရမ့်ကအကြံပြုထားပြီးတကမ္ဘာလုံးနီးပါးကဒီလိုသိမ်းယူတာကိုဆန့်ကျင်ညှင်းပယ်ထားကြပါရယ်။ဒီအချက်ပြင်တခြားနယ်မြေအလဲအထက်လှုပ်ဖို့အဆိုပြုချက်တွေလည်းပါဝင်နေပါရယ်။ကျွန်တော်တို့အားလုံးကဒီစစ်ပွဲကိုမျှတတဲ့နီလန်နဲ့အဆုံးသက်ချင်ပါရယ်။ပူတင်ကိုဘာဆုလက်မှမပေးချင်ပါဘူး။အထူးသဖြင့်နယ်မြေပေါ်လိုအင်္ဂါနေ့ပိုလန်မှာဗီဒီယိုကွန်ဖရင့်နဲ့ကျင်းပတဲ့ပွဲမှာယူကရိန်းသမ္မတဇယ်လင်စကီကပြောဆိုသွားပါတယ်။ ရုရှားဘက်ကကမ်းလှမ်းချက်တွေမလုပ်သေးပါဘူးစစ်မြေပြင်နဲ့တန်တမန်ရေးအရာသူအသာစီးရနေတယ်လို့ထင်မြင်နေပြီးထရန့်ကလည်းအ мян ပြန်ပြေးလဲခြင်းနေတယ်လို့တွန်းကျင်သူအများပြားကယုံကြည်နေကြပါတယ်ရုရှားကုလသံအမတ်ကတော့ဇယ်လင်စကီကိုသာအပြစ်တင်နေပြီးရုရှားကအမေရိကန်နဲ့ဆက်ပြီးတော့စကားပြောနေမယ်လို့ဆိုပါတယ်ဇယ်လင်စကီကပရိပက္ခကို အရှိန်မြှင့်ခြင်းနေတယ်သူက အမေရိကန်ရဲ့မျှတတဲ့ငြိမ်းချမ်းရေးအဆိုပြုချက်တွေကိုမစင်မစင်ညှင်းဆိုနေတယ်လို့ နေပင်စီယောင်ကကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှာပြောဆိုသွားပါတယ်။အမေရိကန်ရဲ့မူပေါင်းအတိုင်းလိုက်လုပ်တာကနှစ်ဖက်စလုံးအတွက်အကျိုးရှိမယ်လို့အမေရိကန်သံတမန်ဂျွန်ကယ်ရီကပြောပြီးရုရှားကယူကရိန်းကိုတိုက်ခိုက်နေတာတွေကိုလည်းရှုံချလိုက်ပါတယ်။လက်ရှိမှာတော့ရုရှားကကြာရှည်ခံမဲ့ငြိမ်းချမ်းရေးကိုရဖို့အခွင့်အလမ်းကြီးကြီးရှိနေပြီလို့ကယ်ရီကပြောပါရယ်။ပူတင်က2022ခုနှစ်ဖေရီလကဝင်ရောက်ကျူးကျော်ခဲ့တာကိုရှောင်ဖဲဖဲလုပ်နေတဲ့အတွက်တိုးရင်သမ္မတဂျိုးဘိုက်တန်ကိုထရမ့်ကဝေဖန်ခဲ့ပါရယ်။ ူကတော့ရုရှားကောင်ဆောင်ကိုဖုန်းဆက်ပြောဆိုခဲ့ပြီးသူ့ရဲ့စီးပွားရေးသမားမိတ်ဆွေကဘာဘတ်တန်တမန်စတီဖွတ်ကော့ဖ်ကိုရုရှားကိုဆေးလွတ်ပြီးပူတင်နဲ့တွေ့ဆုံဆေးခဲ့ပါတယ်။ဖေဗရူလာ28ရက်နေ့အင်ပီရိုအစည်းအဝေးမှာထရမ့်ကဇယ်လင်စကီကိုဒေါသထွက်အောင်လုပ်ခဲ့ပါတယ်။ဂျိုးဘိုင်နန်လက်ထက်အမေရိကန်လက်နက်တွေပေးခဲ့တာကိုကျေးဇူးမသိတတ်ဘူးလို့စေတွင်ကကောင်ဆောင်ကိုဝေဖန်ပြောဆိုခဲ့ပါတယ် ဒီဖြစ်ပျက်တွေကိုပြန်လည်ပြင်ဆင်နိုင်မှုယူကရိန်းကအမြန်ဆုံးစူးစမ်းခဲ့ပါတယ်။အမေရိကန်တန်တမန်တွေရဲ့ကြိုးပမ်းမှုကိုလာရောထောက်ခံခဲ့ပြီးသဘောတူညီချက်ရအောင်လုပ်ခဲ့ပါတယ်။ဒီသဘောတူညီချက်အရတိုင်းပြည်ရဲ့တွင်းထွက်တည်ရန်စာတာတွေကိုအမေရိကန်ကထိန်းချုပ်ခွင့်ရသွားမှာဖြစ်ပါတယ်။ တီလောက်တဲ့စီမံခန့်ခွဲမှုအမှားဆွေးနွေးပွဲများခရိုင်းမီးယားကိုတရားမဝင်သိမ်းပိုက်တာကိုအတိမတ်ပြုတာကမော်စကိုနဲ့ပေကျင်းကနောက်ထပ်ရန်လိုမှုတွေကိုဖိတ်ခေါ်သလိုဖြစ်လိမ့်မယ်လို့စီးနှိုင်းနိုင်ငံသားရေးကော်မတီထိပ်တန်းဒီမိုကရက်တစ်အမတ်တအိုးကအင်္ဂါနေ့မှာပြောဆိုလိုက်ပါတယ်။ယူကရိန်းမှာမျှတာရေးရှိခံမဲ့ငြိမ်းချမ်းရေးကိုဆေးဆွဆွေးနွေးနိုင်မှုသမရထွန်းကိုလုံပိုင်ခွင့်ကျမပေးပါတယ်။ ဒီမန်ချက်ကကျမတို့အားလုံးအတူတူပဲဖြစ်ပါတယ်လို့သူကပြောဆိုသွားပါတယ်။ဘာပဲဖြစ်ဖြစ်သမရာထရမ့်နဲ့သူ့ရဲ့အဖွဲ့ကဒီစည်းဆက်ဆွေးနွေးမှုတွေမှာတေးလောက်တဲ့စီမံခန့်ခွဲမှုအမှားတွေကိုလုပ်ခဲ့ကြတာပါ။ရုရှားကိုတစ်ခုပြီးတစ်ခုအလျော့ပေးလာရောမှုတွေလုပ်ခဲ့ပါတယ်။ကျမတို့ရဲ့ဩစာကိုလွင့်ပစ်ခဲ့တယ်။စစ်ပွဲအဆုံးသက်ရင်မှာအရေးပါတဲ့မဟာမိတ်တွေနဲ့တပ်ပေါင်းစုဖွဲ့မှုကိုကျိုးပြတ်စေခဲ့တယ်လို့သူကပြောပါတယ်။ Danny Probatrock ဒေတာအရှိတ်ရွာခုနှစ်ရွာကလူတွေကိုရွှေ့ပြောင်းဖို့ယူကရိန်းကအင်္ဂါနေ့မှာအမိန်ပေးခဲ့ပါတယ်။ဒီနေရာကအရင်ကရှေ့တန်းနဲ့ဝေးကွာပေမဲ့လက်ရှိမှာတော့ရုရှားတပ်ဖွဲ့တွေအနာကိုရောက်လာပြီးတော့ချိန်ချောက်ခံနေရပါပြီ။အရင်ဘက်က KF မြို့ကလူနေရပ်ကွက်တွေကိုဒုံးကျည်တစီကြရောက်ပောက်ကွဲခဲ့ပါတယ်။ဒါအကျူးကျုံမှုစတင်ကြတဲ့ကမြို့တော်ကိုတိုက်ခိုက်မှုတွေထဲမှာအသေးပြောက်အများဆုံးတိုက်ခိုက်မှုလည်းဖြစ်ပါတယ်။ ူသား2022ခုနှစ်ကအာဏာပြန်ယူခဲ့ရင်ပူတင်ကယူကရိန်းကိုဝင်တိုင်းမှာမဟုတ်ဘူးလို့ထရန့်ကပြောဆိုထားပါတယ်။တိုက်ခိုက်မှုအပြီးမှာသူကဆိုရှယ်မီဒီယာပေါ်မှာဗလာဒီမာရပ်ပါလို့ရေးသားခဲ့ပါတယ်ရှင်။လူ့သောမီဒီယာရဲ့ဆက်လက်ရပ်တည်ခံဖို့ပြည်သက်တွေရဲ့ထောက်ပံ့ပေးမှုဟာအကြီးအမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Myanmar TV YouTube Channel မှာ Member ဝင်ပြည့်စုံပြီးကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။